ပါလို့အရင်သုံးနှုတ်ခွန်းဆက်လိုက်ပြီနော်ကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးကိုတီတာမြန်တို့ YouTube channel ကနေပြန်လေးပေးကြည့်လို့ပါတယ်ခင်ဗျာเนาะဟုတ်ကဲ့ပါကျွန်တော်ရဲ့အဖွဲ့သူဖွဲ့သားများမောင်လေးညီမလေးများအားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါဟုတ်ကဲ့ပါအကိုမတွေမောင်လေးညီမလေးတွေကျွန်တော်တီတာမြန်တို့ YouTube channel ကပြန်လေးကြိုးလို့ပါတယ်ခင်ဗျာเนาะကျွန်တော်အားပေးချစ်ခင်ကြတဲ့အကိုမများအားလုံးညီမလေးဝင်လာမယ်เนาะကျွန်တော်ကြံပုံးရဆာမှာလုံးဝမပြောက်တော့ပါတီတုံးကိုပြပေးမယ်เนาะ ျွန်တော်ရဲ့မိတ်ဆွေတွေကျန်3ရက်ဆိုဗုဒ္ဓဖူးကြာတာပရေတောက်ကြဗုဒ္ဓဖူးကြာတာပရေတောက်ကြနော်ပြီးခဲ့တဲ့ဘွေကတော့ဗုဒ္ဓဖူးနဲ့ညနေမှဆိုတော့ကြာတာပရေနဲ့တောက်ကြအတွက်ကိုပန်တီတလုံးနော်ကျွန်တော်ပေးပေးခဲ့တယ်ဒီဘွေကတော့ဗုဒ္ဓဖူးနဲ့ညနေစပြီးတော့ကျွန်တော်ပေးမယ်ဗုဒ္ဓဖူးရဲ့ကြာတာပရေရဲ့တောက်ကြကံကောင်းရင်ဗုဒ္ဓဖူးနဲ့မှပဲကြာမှာဒီပန်တီကနော်ကံကောင်းရင်ဗုဒ္ဓဖူးနဲ့မှပဲကြာကြာမှာ အဲ့တော့အပေါ်မှာဒီအားလုံးမောင်လေးညီမလေးအားလုံးကကျွန်တော်ရဲ့ channel ကို subscribe လုပ်ပါသေးရင် subscribe လုပ်ထားပါ subscribe လုပ်ပြီးတော့အပေါ်မှာဒီအားလုံးက like တက်မှလေးနှိပ်ထားပါဗျာနော်အာအဲ့တော့အပေါ်မှာဒီအားလုံးကဗုဒ္ဓဘုနဲ့ကြာသာပြီနဲ့တောက်ကြာ၃ရက်စာကိုပတ်တိတလုံးကိုရဲရဲဝံ့ဝံ့လိုက်မယ်တရားရခိုင်တော့လိုက်ကျွန်တော်ဟောင်းပွဲမရှိရင်ခွန်နှလောက်ပြပွဲမရှိဘူး နော်ဖောင်းပွဲခံတဲ့ပွဲကနေလွဲရင်ခုနလကိုပြက်ပွဲမရှိဘူးအဲ့ပတ်တီးကနော်ကျွန်တော်ကကျွန်တော်ရဲ့ကိုပိုင်တလုံးနဲ့တော့ပတ်တီးကကြာသွားပြီနော်ကျွန်တော်မိတ်ဆွေတွေအားလုံးသိတယ်ကျွန်တော်ပတ်တီးတလုံးပေးထားတာကဗုဒ္ဓဟူးနေ့အတွက်ကိုလေးပေးထားတာနော်ဗုဒ္ဓဟူးအတွင်းကျွန်တော်ရဲ့ပတ်တီးကလေးပတ်တီးကိုပေးထားတာ38ပြိတ်ကိုပေးထားတာသုံးပြိတ်ရှစ်ပြိတ်ကလည်းကြာသွားပြီလေးပတ်တီးကလည်းကြာသွားပြီဆိုတော့ကျွန်တော်ကကြံတဲ့3ရက်စာမှာ ကျင်းသေးကြမယ်ပါတီတစ်လုံးတက်ပြီမယ်နော်အဲ့ဒါကခွန်နှလားကိုပြက်ပွဲမရှိဘူးခွန်နှလားကိုဖောင်းဝဲမခံရင်မပြက်ဘူးသူကနော်ခွန်နှလားကိုဖောင်းဝဲမခံရင်မပြက်ဘူးအဲ့ဒီပါတီတစ်လုံးကိုကျွန်တော်ပြပါခဲ့မယ်ကံကောင်းရင်တော့ဗုဒ္ဓဟူးနေ့မှာပဲကြမှာဒါပဲနဲ့ဗုဒ္ဓဟူးနေ့အတွက်ကိုကျွန်တော်ကလောလောဆယ်တော့သုံးမိန်ရိုက်ပြီးသွားပြီဗျာလောလောဆယ်ကသုံးမိန်ရိုက်ပြီးသွားပြီဖိတ်စီနောက်ပဲအင်းကြီးကနန်းမြန်တစ်ခွက်တော့တက်ပြီးလိုက်နော်ခနန်းမြန်ကတစ်ခွက် ဗုဒ္ဓဖူးနေ့မှာကနန်းမြန်တကွက်ကောင်းအဲ့ဒါကတော့လေးပင်ပူပဲရိုက်ရအောင်သုံးပင်ကျသွားပြီလေးပင်ပူကိုရိုက်မှယုံကြည်တဲ့လူတွေရိုက်ပေါ့တကွက်ထဲကိုနော်တကွက်ထဲကနန်းကတော့ကနန်းမြန်တကွက်ကျွန်တော်တို့68 41 5960ဆိုတဲ့ထဲကကနန်းမြန်တကွက်ကိုကျွန်တော်ပြီးရင်နောက်ဆုံးကြံပြပြီဒါကတော့လေးပင်ပဲပူသေးတယ်အခုသုံးပင်ရိုက်ထားပြီလေးပင်ပူကိုဖြတ်ရိုက်တာ เนาะ तू จ่ายเลยจ่ายมั้ยบ่ไม่จ่ายแล้วไม่จ่ายอูปอจนเราได้จี้ท่าดาดีตะกั่วกูตื้อပြောล่ะจนไม่ซื้อดีตะกั่วเนาะดาก็ก็กนันเปลี่ยนกาตะกั่วก็ดาแม้แล้วจนไปแม้ปัตตีเนี่ยก็ปัตตีก็มะแน่เปลี่ยนณีกงตั่วกูจนก็แกน3เยสาไปแม้ปัตตีโหมะแน่เปลี่ยนเนี่ยไกลมาแน่เปลี่ยนมะแน่ก็นี่สาไปไกลมาเนาะနေတိုင်းနဲ့ဝိုင်းရင်းထိနေတဲ့အတွက်ကျွန်တော်ကကြိုင်မှာအဲ့တော့အကိုမတွေမောင်နှင်းညီမတွေအားလုံးကြိုက်နှစ်သက်မှလည်းစော့မယ်မကြိုက်နှစ်သက်ကြင်မစော့ဘူးပြ နော်မကြိုက်မနဲ့တက်ချင်တော့မစောနဲ့ဘူးကြိုက်နှစ်သက်တက်လူပဲစော့ပါတော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးတဲ့အကိုအမတွေအားလုံးက subscribe လုပ်ကြမယ် subscribe လုပ်ကြတာအကိုအမတွေအားလုံးက like လက်မလေးနှိပ်ထားမယ်နော်ဒါမှလည်းကျွန်တော်တင်တိုင်းကိုမြင်ရမှာအကိုအမတွေဒီဟာဆိုလို့ရှိရင်တော့ဒီပွဲနဲ့ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့ပွဲကအရှိပွဲမှာ3 6 8ပွဲမှာတော့3 6ပတ်တင်းနဲ့၄ပိုးပရိတ်3 6ပေးခဲ့တယ်တပွဲကြာတာပရိတ်တောက်ကြတော့နောက်တပွဲကျတော့ကျွန်တော်၄ပိုးပရိတ်နဲ့ နှစ်ရက်ဆာမှာ၄ break ၉ break ပြေးပခဲ့တယ်ကျွန်တော်မိတ်ဆွေတို့နော်ဗုဒ္ဓဘူးကြာတာပဲတွေ့လေ၄ break ကိုပြေးပခဲ့တယ်၄၀၄၅၄၀ဆိုတဲ့ခဏကိုရတယ်ပထမပွဲမှာ၃၆ဆိုတဲ့ခဏကိုရတယ်ဒီပွဲမှာတော့ကျွန်တော်ကပတ်တီးတစ်လုံးနဲ့တင်ခွက်တော့ပြေးပြီးရွေးဦးမှာတင်ခွက်တော့ရွေးပခဲ့ဦးမှာဒါရင်နဲ့မှန်ရင်လည်းမှန်မယ်မှားရင်လည်းမှားမယ်ကျွန်တော်မိတ်ဆွေတွေကကြိုက်မှာစော့မယ်မကြိုက်မရင်မစော့ဘူးကျွန်တော်ဘယ်လိုပဲတွက်ပြတွက်ပြကျွန်တော်ချစ်ကျွန်တော်ချစ်တော့ကြိုက်မှာစော့မကြိုက်မချစ်မချင်းမစော့နဲ့ ဒါရင်နဲ့မနေ့ကကျွန်တော်တကွယ်ကောင်းရွေးပေးမယ်ဆိုင်ကတော့ချစ်တို့ယုံကြည်ရင်ဆော့ပေါ့မယုံကြည်မဆော့နဲ့နော်ယုံကြည်ရင်ဆော့မယုံကြည်မဆော့နဲ့ပတ်သီးနဲ့ကျွန်တော်ပေးမယ်တနေ့ပေါ့မနေ့ဟိုနေ့ဗုဒ္ဓဟူးနေ့မနေ့ဒီနေ့မှာတပံဩခဏမြန်တကွယ်ကောင်းကတော့လွဲနေတယ်နော်ဒါပေမဲ့လို့ကျွန်တော်ကလေးပင်ကိုရိုက်မှာဆိုတော့ချစ်တို့ယုံကြည်နဲ့ရိုက်ပေါ့မယုံကြည်တော့လည်းမရိုက်နဲ့ဖုတ်တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကျွန်တော်ကဝင်လေးကပြောထားနော်ယုံကြည်မှရိုက်ပါမယုံကြည်မရိုက်ပါနဲ့ ပြန်နဲ့300ဆာမှာ100ရာခိုင်နှုန်းအာမခံမှာထွက်စဲဖြက်မထွက်စဲဖြက်ဆိုတဲ့ပတ်တိကိုပေးတူလဲလွဲပေါ့ဗျာကျွန်တော်လဲကျွန်တော်တန်းနိုင်ရုံတော့ကျွန်တော်ရဲ့မိတ်ဆွေကိုညီမှာပဲဒီပွဲမှာတော့ကျွန်တော်ရဲ့၄ပတ်တိနဲ့6ခွန်ဆိုတဲ့သုံးသီးစာတစ်ခွက်နဲ့၄ပတ်တိကိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကို၄ချိန်မှာ၂ချိန်တော့အောင်မြင်ထားပြီဒါမဲ့ချစ်တော့ကယုံကြည်ရလို့ပေါက်မှာအောင်ယုံကြည်ရလို့ကမပေါက်ဘူးပေါ့နော်အကုန်လုံးတော့လည်းပေါက်ချင်မှာပေါက်မှာပေါ့ကျွန်တော်မိတ်ဆွေတွေ ဒါဆိုရင်မနေ့ပြန်အတွက်ကိုကျွန်တော်ကတကွက်ကောင်းပေးမှချစ်တို့ကြိုက်ရှင်တို့မကြိုက်ရှင်တို့နဲ့ကနန်းပြန်အဲ့ဒါလေးပင်မဲ့ရှာရသေးတယ်အခုမှသုံးပင်မဲ့ပြီးသေးတာနောက်မနေ့ပြန်ဆက်ရခြင်းလို့လေးပင်နော်တူဒီကပြောလို့တော့မရဘူးသုံးပင်နဲ့ပြက်ချင်နဲ့ပြက်သွားတာမပြက်လို့ရှင်လို့ရှာကြလို့ရှင်တော့အဲ့တကွက်လေးကြမှာလေကနန်းဒိုင်နဲ့ပတ်တီးကတော့ပတ်ကိုပတ်မှာမနေ့ပြန်ပတ်ကိုပတ်မှာကျွန်တော်ဝမ်းနှိမ့်နဲ့ပတ်တီးကိုလည်းပြမယ်ဝမ်းနှိမ့်ကိုလည်းပြအဲ့တော့ကျွန်တော်မိတ်ဆွေတွေအရင်ဆုံးသွားမယ်ဗျလိုင်းလေးကောင်းတော့ ဲ့ဒီပတ်တီးကိုချစ်တို့တလားနှစ်လားတူတူလေးပြရတယ်ချစ်တို့ယုံကြည်ညီမယုံကြည်เนาะမယုံကြည်မှာဆိုလို့ကျွန်တော်အတတ်နိုင်ဆုံးအရှေကြီးကိုပြပြီးမှာပထမပတ်တီးက၄ပတ်တီးเนาะပထမမန်ပါတွေကဟိုပို့ထားတာ၄ပတ်တီး၃ရှစ်ပြိတ်၆ခွန်အထူးအောင်းနဲ့ရသွားပြီး ညနေသေးမှာပဲလေးပတ်တီးထိုက်ကြတယ်တနင်္လာနေ့တနေ့တဲ့ထဲမှာဘာကကကုံသွားပြီဒါဆိုရင်ကြံ၃ရက်စာကိုကျွန်တော်ကကျွန်တော်ရဲ့စေတနာပေါ့ပတ်တီးတစ်လုံးတော့တက်ချပေးမယ်သူဘလို့ကြမလဲတော့မသိဘူးဒါနဲ့အဲ့ပတ်တီးကိုတင်ထိုးရမှာကနားနှစ်ကွက်တော့ကျွန်တော်ပြောပခဲ့မယ်ဗျာကျွန်တော်မိတ်ဆွေတွေအတွက်အလားကပဲရနေလာတယ်လို့ကျွန်တော်တို့ဒုတိယပတ်တိအနေနဲ့ပတ်အောင်လို့ကြံ300ဆာပတ်အောင်လို့ပတ်တိလေးတလုံးကိုကျွန်တော်ယူကြည့်မယ်။ဟုတ်ချင်လည်းဟုတ်မှာပေါ့မဟုတ်ချင်လည်းမဟုတ်ဘူးပေါ့ကျွန်တော်မိတ်ဆွေတွေက။ အဲကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီဘွေးကနေစလာတယ်ဒီမှာတလ၂လ၃လ၄လ၅လ၆လဒီမှာ9လအဲ့ဒီ9လမတလ၂လ၃လ၄လ၅လ၆လ9လအဲ့ဒီ9လအဲ့ဒီ9လကိုကျွန်တော်ပြရမယ်ချစ်တို့မြင်ရတယ်နော်ချစ်တို့မြင်ရတယ်မမြင်ရလဲကျွန်တော်ခုံလေးနည်းနည်းနှိမ့်လိုက် အဲ့တော့ဒုတိယပတ်သီးနည်းရဲရဲဝုန်းဝင်လိုက်ကျွန်တော်ရဲ့မိတ်ဆွေတွေရဲရဲဝုန်းဝင်လိုက်ချစ်တို့ချစ်တို့နင်းအောင်ကျွန်တော်ဘယ်ပွဲမှမမလုပ်အဲ့တော့ချစ်တို့ဒီပွဲကနေဆက်လာတာလေကျွန်တော်တို့ဒီမှာကြည့်မယ်ဒီမှာဒီပွဲကနေဆက်လာတာဗုဒ္ဓဘုညံနေသေးနောက်ဝိတ်ကြာတာပရိညံနေသေးနောက်ဝိတ်ဒီနှလုံးနော်ဒီငါးဒီ၆နှလုံးပေါင်းရင်တိအဲ့တိကိုဒီကိုနဲ့ပေါင်းတော့ပုံရတယ်ဒီ၅ဒီ၆ဒီ၉ သုံးလုံးပေါင်းရင်သုံးညဖြစ်လို့အဲ့ဒီသုံးညတပြားနောက်တော့ဝဲမှာမပြောက်ပတ်သေးပါတယ်ဆိုတော့ကျွန်တော်တို့၃ညနဲ့ဘာကြလဲဆိုတော့၃ည၅လို့ကြတယ်၃ည၂လို့ကြတယ်ဒါဆိုနောက်တော့ဘွဲကြတော့ကျွန်တော်ရဲ့မိတ်ဆွေတွေဒီခွန်ဒီကိုဒီတစ်နော်ဒီခွန်ဒီကိုဒီတစ်သုံးလုံးပေါင်းရင်တော့ခွန်ဖြစ်လို့အဲ့ခွန်တပြားကြီးနောက်ဘွဲမှာမပြောက်ရပါဘူးဆိုတော့အဲ့ခွန်တပြားကြီးကျွန်တော်ဘာကြလဲခွန်ခွန်ဆိုတဲ့ကဏ္ဍကိုကြတယ်၃ညခွန်ဆိုတဲ့ကဏ္ဍကိုကြတယ်နှစ်ချက်နှစ်ချက်လိုက်ကြတာကျွန်တော်ကင်မမကြရတယ်ကျွန်တော်ကံဒါဆိုအချစ်တို့ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီဒီနှစ်ဒီခွန်ဒီ၆ သုံးလုံးပေါင်းခြင်းကငါးပြေလို့အဲ့ငါးတပြားဒီနောက်ဘက်မှာမပြောက်ရပါဘူးဆိုတော့အဲ့ငါးတပြားနဲ့ကျွန်တော်တို့ဘာကြလဲဆိုလို့ရှိရင်58လို့ကြတယ်52လို့ကြတယ်25လို့ကြတယ်ဒါဆိုဒီဘက်မှာကျွန်တော်ဖောင်းဝဲရှိလို့ယူလို့မရတော့ဘူးအဲ့လိုဖောင်းဝဲမခံကြနေရမှာသူကဒါဆိုအချက်တို့ရင်ဒီ6ဒီ6ဒီ1နော်ဒီ6ဒီ6ဒီ3လုံးပေါင်းခြင်းက9ဖြစ်လို့အဲ့9ပြားဒီနောက်ဘက်မှာမပြောက်ရပါဘူးဆိုအဲ့9ပြားနဲ့65လို့ကြတယ်90နဲ့4လို့ကြတယ်90နဲ့6လို့ကြတယ်9ပြား ဒါဆိုဟုတ်ပြီချစ်တို့ဒီဘွားကြတော့ကျွန်တော်တို့ကဒီ6ဒီ9ဒီ3 3လုံးပေါင်းရင်က6ဖြစ်လို့အဲ့6တပြားကြီးနောက်ဘွားမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်မိတ်ဆွေအဲ့6တပြားနဲ့ကျွန်တော်တို့က86လို့ကြားတယ်6ဆွေလို့ကြားတယ်ဒါဆိုနောက်တစ်ဘွားကြာကျွန်တော်တို့ကဒီ6ဒီ3ညဒီ3ည3လုံးပေါင်းရင်က6ဖြစ်လို့အဲ့6တပြားကြီးနောက်ဘွားမှာမပြောက်ပါဘူးဆိုတော့အဲ့6တပြားနဲ့ကျွန်တော်တို့ဘာကြားတယ်ဆိုတော့36လို့ကြားတယ်62လို့ကြားတယ်ဒါဆိုကျွန်တော်မိတ်ဆွေများဒီ6ဒီ5ဒီ6 သုံးလုံးပေါင်းချက်ကရှစ်ဖြစ်လို့အဲ့ရှစ်တပြားကြီးငါဘွဲမှာမပြောက်ပါဘူးဆိုတော့ကျွန်တော်မိတ်ဆွေများအဲ့ရှစ်တပြားနဲ့ကျွန်တော်တို့ဘာကြတယ်ဆိုရင်28ရှစ်လို့ကြတယ်ရှစ်ရှစ်လို့ကြတယ်ဒါတော့ဟုတ်ပြီအချက်ဆုံးတော့ဒီဒီ6ဒီ3နှလုံးပေါင်းချက်ကိုအဲ့ကိုဒီရှစ်နဲ့ပေါင်းတော့ခွန်းနဲ့အဲ့ခွန်းတပြားကြီးငါဘွဲမှာမပြောက်ပါဘူးဆိုတော့အဲ့ခွန်းတပြားနဲ့ကျွန်တော်တို့က89လို့ကြတယ်ဒါဆိုဒီဘွဲကြတော့လေဒီမှာဖောင်းဝဲရှိလို့ယူလို့မရဘူးဒါဆိုအချစ်တို့ဒီဘွားကြတော့ဒီခွန်ဒီ6နှလုံးပေါင်းရဲ့3အဲ့3ကိုဒီ1နှစ်ပေါင်းတော့လေးတဲ့အဲ့လေးတပြားကြီးနောက်ဘွားမှာမပြောက်ရပါဘူးဆိုတော့ အဲ့လေးတပြားနဲ့ကျွန်တော်တို့ဖွာကြတယ်ဆိုရင်ဒီပွဲမှာ48လို့ကြာတယ်ဒါတော့ဟုတ်ပြီနောက်တစ်ပွဲကျတော့ဒီ shit ဒီငါနှလုံးပေါင်းရဲ့3အဲ့3ကိုဒီငါနဲ့ပေါင်းတော့ shit တယ်အဲ့ shit တပြားကြီးနောက်ပွဲမှာမပြောက်ရပါဘူးဆိုတော့နောက်တစ်ပွဲ shit နဲ့ပါကြတယ်ဆိုတော့ကျွန်တော်တို့1 shit လို့ကြားတယ် shit လို့နော်1 shit လို့ကြားတယ်ဒါဆိုနောက်တစ်ပွဲကျကျွန်တော်တို့ကဒီ6ဒီ9ဒီ6 3လုံးပေါင်းရင်တော့1 shit လို့အဲ့1တပြားကြီးနောက်ပွဲမှာမပြောက်ရပါဘူးဆိုတော့အဲ့1တပြားနဲ့ကျွန်တော်တို့ပါကြားတယ်6 shit လို့ကြားတယ်4 shit လို့ကြားတယ် ဒါသောဟုတ်ပြီချစ်တို့ဒီတစ်ဒီတစ်နှလုံးပေါင်းညာနှစ်အဲ့နှစ်ကိုဒီနှစ်နဲ့ပေါင်းတော့လေးတဲ့အဲ့လေးတပြားကြီးနောက်ဘက်မှာမပြောက်ရပါဘူးဆိုတော့အဲ့လေးတပြားနဲ့ကျွန်တော်တို့ဘာကြလဲဆိုတော့၃ညာလေးလို့ကြတယ်ဒါသောချစ်တို့ဒီနှစ်ဒီခွန်နှလုံးပေါင်းညာကိုကိုဒီရှင်းနဲ့ပေါင်းတော့ခွန်နဲ့အဲ့ခွန်တပြားကြီးနောက်ဘက်ကြတော့မပြောက်ရပါဘူးဆိုတော့အဲ့ခွန်တပြားနဲ့ကျွန်တော်တို့က85လို့ကြတယ်80နဲ့လေးလို့ကြတယ်၃ညာခွန်လို့ကြတယ်ဒါသောချစ်တို့ဒီဒီရှိဒီငါနှလုံးပေါင်းရဲ့၃အဲ့၃ဒီ၃ညနဲ့ပေါင်းတော့လေ၃နဲ့အဲ့၃တပြားဒီနောက်ဘွဲမှာမပြောက်ရပါဘူးဆိုတော့အဲ့၃တပြားနဲ့ကျွန်တော်တို့ဘာကြလဲဆိုရင်ဒီဘွဲမှာ 30လို့ကြတယ်40ပုံကြတယ်ဒါတော့ဟုတ်ပြီချစ်တို့ဒီနှစ်ဒီလေးနှလုံးပေါင်းရင်း6 6ကိုဒီငါးနဲ့ပေါင်းတော့တစ်တယ်အဲ့တစ်တပြားကြီးနောက်ဘက်မှာမပြောက်ပါဘူးဆိုအဲ့တစ်တပြားနဲ့ကျွန်တော်တို့က80တစ်လို့ကြတယ်10လို့ကြတယ်ဒါဆိုချစ်ဆုံးတို့ဒီလေးဒီနှစ်နှလုံးပေါင်းရင်း6အဲ့6ကိုဒီ10နဲ့ပေါင်းတော့လေးတယ်အဲ့လေးတပြားကြီးနောက်ဘက်မှာမပြောက်ပါဘူးဆိုအဲ့လေးတပြားနဲ့ကျွန်တော်တို့က40လို့ကြတယ် ဒါတော့ချစ်တို့ဒီ3ညဒီ6နှလုံးပေါင်းချင်း6 6ကိုဒီ4နဲ့ပေါင်းတော့9တဲ့အဲ့9တပြားဒီနောက်ပွဲမှာမပြောက်ရပါဘူးဆိုအဲ့9တပြားနဲ့ကျွန်တော်တို့က1 5လို့ကြားတယ်9လေးလို့ကြားတယ်9 6လို့ကြားတယ်ဒါတော့ဟုတ်ပြီချစ်တို့ဒီဘွားကြတော့ဒီ4ဒီ6နှလုံးပေါင်းချင်း3ညအဲ့3ညကိုဒီ4နဲ့ပေါင်းတော့လေအဲ့လေးတပြားဒီလည်းနောက်ပွဲမှာမပြောက်ရပါဘူးဆိုတော့ကျွန်တော်မိတ်ဆွေများအဲ့လေးတပြားနဲ့ကျွန်တော်တို့ဘာကြားလဲ24လို့ကြားတယ်ဒီမှာကဖောင်းဝဲရှိလို့ယူလို့မရပြန်ဘူး ဒါတော့ချစ်တော့ဒီမှာကျတော့ဒီလေးဒီရှင်နှလုံးပေါင်းနဲ့နှစ်အဲ့နှစ်ကိုဒီတက်နဲ့ပေါင်းတော့၃နဲ့အဲ့၃တပြားကနောက်ပွဲမှာမပြတ်ပါဘူးဆိုတော့အဲ့၃တပြားနဲ့63လို့ကြတယ်။ဒါတော့ချစ်တော့ဒီတက်ဒီလေးနှလုံးပေါင်းရငါအဲ့ငါ့ကိုဒီ၉နဲ့ပေါင်းတော့၄တဲ့။အဲ့၄တပြားဒီနောက်ပွဲမှာမပြတ်ပါဘူးဆိုတော့အဲ့၄တပြားနဲ့ကျွန်တော်တို့ဘာကြလဲဆို40လို့ကြတယ်၄၉လို့ကြတယ်။ဒါတော့ဟုတ်ပြီချစ်တို့ဒီခွန်ဒီကိုနှလုံးပေါင်းရင်း6အဲ့6ကိုဒီ8နဲ့ပေါင်းတော့လေးတဲ့အဲ့လေးတပြားကနောက်ပွဲမှာမပြောက်ရပါဘူးဆိုတော့အဲ့လေးတပြားနဲ့ကျွန်တော်ရဲ့မိတ်ဆွေနောက်ပွဲမှာဘာကြလဲဆိုကျွန်တော်တို့ကဒီမှာ40တက်လို့ကြတယ် ဟုတ်ပြီဒါဆိုအချစ်တို့ဒီတစ်ဒီရှစ်နှလုံးပေါင်းရင်ကိုအဲ့ကိုဒီ6နဲ့ပေါင်းတော့ငါတဲ့အဲ့ငါတပြားကနောက်ပွဲမှာမပြောက်အောင်ဆိုတော့ကျွန်တော်မိတ်ဆွေများအဲ့ငါတပြားနဲ့နောက်တစ်ပွဲမှာ20နဲ့5လို့ကြတယ်80နဲ့5လို့ကြဒါဆိုဟုတ်ပြီကျွန်တော်မိတ်ဆွေများဒီ9ဒီ1ပေါ့ဒီ9ဒီ9နှလုံးပေါင်းရင်1အဲ့1ကိုဒီ3ညနဲ့ပေါင်းတော့လဲ1ပဲတဲ့အဲ့1တပြားကလုံးဝမပြောက်အောင်တဲ့ဒီပွဲမှာလေးချိန်မှာကြာမထားဘူးကြံ6ချိန်မှာမဖြစ်မနေကြာမှာ1တပြားတဲ့ကိုမလေးနော်1ကပတ်ဒီတက်ရရာခိုင်တော့ချစ်တို့ တော့ကြံဒီ3ရက်စာမှာတရားရာဂိုင်းလုံးပါသည်ရာဂိုင်းလုံးအပြည့်ပဲเนาะကျွန်တော်မိတ်ဆွေတရားရာဂိုင်းလုံးနှစ်ပတ်သည်ဒါဆိုဟုတ်ပြီအဲ့နှစ်ပတ်သည်ကိုကျွန်တော်တို့ကမနက်ဖြန်အတွက်ကိုကျွန်တော်ပေးခြင်းနှစ်ပတ်သည်ရရထားပြီเนาะကြံ3ရက်စာမှာချစ်လို့မနက်ဖြန်စပြီးပတ်မှာဘုရားခုနေ့မနက်ကနေစပြီးပတ်မှာနှစ်ပတ်သည်ဒါဆိုကျွန်တော်မိတ်ဆွေများနှစ်ပတ်သည်နဲ့ကျွန်တော်ကျွန်တော်တို့နှစ်ပတ်သည်ရဒီတစ်ချက်ထဲလာတဲ့ဒါကနှစ်ပတ်သည်ရကြံ3ရက်စာလို့ပေးထားနှစ်ပတ်သည်ဒါဆိုကျွန်တော်တို့မနက်ဖြန်အတွက်ကိုကျွန်တော်လိုက်ကြည့်လိုက်မယ် D8 D6 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 နှလုံးပေါင်းရဲ့၄ဖြစ်လို့၄ရဲ့နှက်ခါ2၄နှစ်တပြားစီနောက်တပွဲဘုံတဖူးနေမှာမဖြစ်မနေကြပါမယ်ဆိုတော့၄နှစ်တပြားဘုံတဖူးနေမှာဘာကြလဲဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေဒီမှာ23ကိုကြာတယ်ဒီမှာကကြာတာပရိပွဲမရှိတော့ယူလို့မရအောင်ဒါဆိုဟုတ်ပြီကျွန်တော်မိတ်ဆွေများနောက်တပွဲကြာတော့ကျွန်တော်တို့က D3 ည D6 နှလုံးပေါင်းရင်း၈ဖြစ်လို့၈ရဲ့နှက်ခါ1 8တပြားစီနောက်ကွဲဘုံတဖူးနေမှာမဖြစ်မနေထိရမယ်ဆိုတော့ तू ကမနေ့စေးမှာ1ရှင်းညနေစေးမှာ1တက် ဒါဆိုဟုတ်ပြီအချက်ဆုံးတို့ဒီလေးဒီလေးနှလုံးပေါင်းချင်းကရှစ်ဖြစ်လို့ရှစ်ရဲ့နတ်ခတ်ကတစ်ရှစ်တစ်တရားဒီနောက်ဘက်ဘုံတစ်ခုနဲ့မှမဖြစ်မနေဖြစ်ရမယ်ဆိုတော့မနက်သေးမှာတစ်ရှစ်ညနေသေးမှာတစ်ခွန်ဒါဆိုဟုတ်ပြီကျွန်တော်မိတ်ဆွေများဒီကိုဒီကိုနှလုံးပေါင်းချင်းကရှစ်ဖြစ်လို့ရှစ်ရဲ့နတ်ခတ်တစ်ရှစ်တစ်တရားဒီလည်းနောက်ဘက်ဘုံတစ်ခုနဲ့မှမဖြစ်မနေဖြစ်ရမယ်ဆိုတော့ကျွန်တော်တို့ကအဲ့တစ်တရားကိုဆွေညနေသေးမှာ၄တစ်အချက်ဆုံးဒါဆိုကျွန်တော်မိတ်ဆွေများဒီကိုဒီရှင်နှလုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့နတ်ခတ်၃ညခွန်၃ညတပြားညနောက်ဘက်ဘုံတစ်ခုနဲ့မှမဖြစ်မနေဖြစ်ရမယ်ဆိုတော့မနက်သေးမှာ၃ညတပြားဆိုပြီး၃ည၆ ဒါဆိုဟုတ်ပြီအချက်ဆုံးလို့ဒီ9ဒီ9နှလုံးပေါင်းရဲ့နှစ်ဖြစ်လို့နှစ်ရဲ့နှစ်ခါက၄နှစ်လေးတပြားဒီမနက်ဖြန်ဗုဒ္ဓဖုနေမှာ1ချိန်နဲ့တော့ဗုဒ္ဓဖုနေမှာကြာမှာနှစ်လေးရက1ချိန်ပါလေချစ်တို့နှစ်လေးရချိန်ချိန်ကိုချိန်မှာချစ်တို့မှာလုံးမိုင်းရှိရင်ကတ်ထိုးကျွန်တော်မိတ်ဆွေတွေလုံးမိုင်းရှိရင်ကတ်ထိုးနော်နှစ်လေးဒါရင်နဲ့နှစ်ကိုတော့ပတ်ကိုပတ်ကြံ3ရက်ဆာမှာလည်းနှစ်ကရှိတယ်မနက်ဖြန်မှာလည်းနှစ်လေးရချိန်ရှိနေတယ်ချစ်တို့ကြိုက်နှစ်သက်ချင်ထိုးမကြိုက်မနှစ်သက်ချင်မထိုးနဲ့ ဒါဆိုဟုတ်ပြီကျွန်တော်ရဲ့2 4ဝမ်းကျင်းကိုကျွန်တော်တို့ဘယ်ကနန်းနေကနေစပြီးတော့တော့မလဲဆိုကျွန်တော်မိတ်ဆွေများကြီးအဲ့2 4ဝမ်းကျင်းကိုကျွန်တော်တို့ကမနေ့ကငါကတ်ထိုးရမယ်ခဏကကျွန်တော်တစ်ချက်ကလေးပြအောင်မချစ်တော့ကျွန်တော်တစ်ချက်ပြမယ်တဲ့အချစ်တော့ဒီတော့ဒီနှစ် ဒီငါနှလုံးပေါင်းချင်းခွန်အဲ့ဒီခွန်ခွန်ကိုဒီငါနဲ့ပေါင်းတော့နှစ်နှစ်ရဲ့နှက်ခါလေးတပြားဒီသူ့ရဲ့အမမဖြစ်မနေရှိရမယ်ဆိုတော့အဲ့ဒီလေးတပြားเนาะလေးတပြားဒီမှာလေးတပြားဒါဆိုအချစ်တို့ဒီမှာကြတော့ဒီ3ဒီခွန်နှလုံးပေါင်းချင်း3ညအဲ့3ညကိုဒီ3ညနဲ့ပေါင်းတော့သုံးညဖြစ်လို့သုံးညရဲ့နှစ်ခါခွန်တပြားဒီသူ့ရဲ့အမမဖြစ်မနေလုံးပိုင်းဖြစ်စေရမယ်ဆိုတော့60နဲ့ခွန်နဲ့ ဒါတော့ဟုတ်ပြီအချစ်တို့ဒီနှလုံးပေါင်းခြင်းက3 3နှလုံးပေါင်းခြင်း6အဲ့6ကိုဒီခွန်းနဲ့ပေါင်းတော့3 3ရဲ့နှခါငါးရပြားဒီသူ့ရောက်မှာမဖြစ်မနေစေရမှာဆိုတော့ဟာဒီမှာငါးရပြားနဲ့ငါးငါးလေဒါဆိုအချစ်တို့ဒီနှလုံးပေါင်းခြင်းကငါအဲ့ငါးကိုဒီငါးနဲ့ပေါင်းတော့3ညဖြစ်လို့3ညရဲ့နှခါကခွန်းတပြားတဲ့နော်ခွန်းပိုင်းလည်းရှိတယ်မနက်ဖက်မှာခွန်းတပြားတဲ့အဲ့တော့ကျွန်တော်ရဲ့မိစေများခွန်တပြားနဲ့ကြာလို့ရှိရင်ကျွန်တော်တို့ကမနက်ဖက်ကကြာလို့ရှိရင်နှစ်လေးဝမ်းကျင်းနဲ့ခွန်တပြားဒါဆိုနှစ်လေးတပြားဝမ်းကျင်းနဲ့ခွန်ပိုင်းနော်ခွန်ပိုင်းနဲ့ အဲ့ဒီခွန်ပိုင်းနဲ့နှစ်လေးဝမ်းချင်းခွန်ပိုင်းဆိုတော့နှစ်ခွန်နဲ့လေးခွန်နှစ်ကွက်သေးတဲ့နှစ်ပတ်သီးတဲ့နှစ်ခွန်လေးခွန်ကနှစ်ကွက်သေးနှစ်ပတ်သီးတဲ့ချစ်တို့နော်ကျွန်တော်ပေးမှာကဏ္ဍနှစ်ကွက်နှစ်ခွန်လေးခွန်ခွန်ပိုင်းဆိုတော့နှစ်ပတ်သီးကိုပေးမှာဒါဆိုလို့ရှိရင်နှစ်ပတ်သီးနဲ့နှစ်ခွန်လေးခွန်လို့ကြပြီးသွားရင်ကျွန်တော်တကွက်ကောင်းလေးကိုချစ်တို့ပြမှာကဏ္ဍပြန်လို့ကျွန်တော်ပြောထားတယ်နော်ချစ်တို့ဒါဆိုရင်နောက်တစ်ချက်ကိုကျွန်တော်တို့သွားကြည့်လိုက်မယ်ချစ်တို့ နော်ယုံကြည်ရင်ထိုးမယုံကြည်ရင်မထိုးနဲ့ကျွန်တော်လည်းကျွန်တော်တွေ့တာကျွန်တော်ပြောတာလေးပင်ကူကိုရိုက်မှကျွန်တော်တို့ကပထမတစ်ချက်ကိုကျွန်တော်ပြမယ်ဗျအချစ်တို့ကြီးဒီမှာ तू ကဘလို့ရိုက်ထားတာလဲဆိုလို့ရှင်ဟဲ့ဒီနှစ်ဒီနှစ်ဒီငါနှလုံးပေါင်းရခွန်အဲ့ဒီခွန်ကိုဟဲ့ငါနဲ့ပေါင်းနှလုံးပေါင်းရနှစ်ပါပေါင်းလုံးပေါင်းတော့နှစ်တယ်အဲ့နှစ်နဲ့ခါလေးတဲ့ဗျာတဲ့အဲ့လေးတဲ့ဗျာကိုဟဲ့နှလုံးပေါင်းရက300ဖြစ်လို့အဲ့300တဲ့ဗျာနဲ့40လို့တစ်ချက်ပြီးထားတာတဲ့ဟဲ့ဒီ ဒါဆိုလို့ရှိရင်ဟုတ်ပြီအချစ်ဆုံးလို့ကျွန်တော်တို့ကဟဲ့ဒီ3ဟဲ့ဒီခွန်နှလုံးပေါင်းခြင်းက3ည3ညတပြားကိုဟဲ့ဒီ3ညနဲ့ပေါင်းတော့3ညရဲ့နှခအဲ့ဒီခွန်တပြားအဲ့ဒီခွန်တပြားကိုကျွန်တော်တို့ကဟဲ့ဒီနှလုံးပေါင်းခြင်းက6ဖြစ်လို့6တပြားနဲ့ပြီးထားတယ်86ဆိုတယ်ကနားနဲ့ဟဲ့ဒီမှာ86ဒါဆိုဟုတ်ပြီအချစ်ဆုံးလို့ဟဲ့နှလုံးပေါင်းခြင်းက6အဲ့6ကိုဟဲ့ဒီခွန်နဲ့ပေါင်းတော့3 3ရဲ့နှစ်ခါဟဲ့ဒီ9တပြားတဲ့အဲ့ဒီ9တပြားကိုကျွန်တော်တို့ကဟဲ့နှလုံးပေါင်းခြင်းက9ဖြစ်လို့အဲ့ဒီ9တပြားကိုအဲ့ဒီ9တပြားနဲ့ကပ်ပြီးလိုက်တာ9 9ဆိုတဲ့ခဏန်း ဒါဆိုဟုတ်ပြီကျွန်တော်မိတ်ဆွေများဟဲ့ဒီတဟဲ့ဒီလေးဟဲ့ဒီတနှလုံးပေါင်းရင်ငါအဲ့ငါကိုဟဲ့ဒီငါနဲ့ပေါင်းတော့ပုံည၃ညရဲ့နှက်ခတ်ကိုခွန်တယ်ဗျာဘိုင်းနဲ့မနဲ့ဖငါအဲ့ခွန်တယ်ဗျာဘိုင်းကိုကျွန်တော်တို့သူကလိုက်ပြီးရမှာဟဲ့ဒီနှလုံးပေါင်းရင်6 6တယ်ဗျာနဲ့9 6ဆိုတဲ့ခဏမြန်တစ်ပတ်ကောင်းနော်ကျွန်တော်ရဲ့မိတ်ဆွေတွေရှင်းလာမသိဗျာနော်9 6ကခဏမြန်တစ်ပတ်ကောင်းနဲ့ကျွန်တော်ပြောထားရင်နော်အချစ်တို့9 6ဒီခဏမြန်တစ်ပတ်ကောင်းရှင်းလာကျွန်တော်မိတ်ဆွေများရှင်းလာ ဒီမှာကျွန်တော်ပြထားတယ်ဒီငါးဒီနှစ်နှလုံးပေါင်းချင်းခွန်အဲ့ခွန်ကိုဒီငါးနဲ့ပေါင်းတော့နှစ်နှစ်ရဲ့နှစ်ခါလေးတပြားပါရင်ဟဲ့ဒီခွန်သုံးနှလုံးပေါင်းချင်းသုံးညဖြစ်လို့သုံးညတပြားနဲ့40ဆိုတော့ခဏကိုသူ့ရဲ့အောင်မှာမဖြစ်မနေကြမယ်တဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီသုံးဒီခွန်နှလုံးပေါင်းချင်းသုံးညအဲ့ဒီသုံးညကိုဒီသုံးညနဲ့ပေါင်းတော့သုံးညဖြစ်လို့သုံးညရဲ့နှစ်ခါခွန်တပြားပါရင်ဟဲ့ဒီနှလုံးပေါင်းချင်း6ကြ6တလုံးနဲ့ပြီးလို့60နဲ့ခွန်ဆိုတဲ့ခဏတလုံးခွာပေါင်း ဒါဆိုဟုတ်ပြီဒီနှလုံးပေါင်းရင်း6ဖြစ်လို့ဒီခွန်းနဲ့ပေါင်းတော့3 3ရဲ့နှခါ9တပြားပိုင်အောင်ဟဲ့ဒီနှလုံးပေါင်းရင်း9နဲ့ဖြစ်လို့9 9ဆိုတဲ့တစ်ခွက်ကောင်းဒါဆိုအချစ်တို့ဒီနှလုံးပေါင်းရင်း9ကိုဒီ9နဲ့ပေါင်းလိုက်တော့9ပုံညာဖြစ်လို့၃ညာရဲ့နှခဟိုက်ခွန်တလုံးပိုင်ကိုဟိုက်နှလုံးပေါင်းချင်းက၆ရှိလို့60နဲ့80နဲ့6ဆိုလဲခဏန်းကမနေ့ပြန်မှာခဏန်းပြန်ဓာကွာကောင်းတဲ့အချစ်တို့ယုံကြည်စော့မယုံကြည်မစော့နဲ့နော်မယုံကြည်စော့မယုံကြည်မစော့နဲ့ အဲ့တော့ကျွန်တော်တို့ကဒီမှာယူလာတာ9လအပိုင်း9လအတွင်းမှာမပြောက်တဲ့ပတ်တီးကနှစ်ပတ်တီးတဲ့မနက်ဖက်ကနှစ်၄ပိုင်း1ကျိန်းနဲ့ခွန်တပြားဘိုင်းနဲ့နော်ခွန်တပြားဘိုင်းနဲ့အဲ့တော့အခြေဆုံးတော့ကြိုက်ချင်ထိုးမကြိုက်ချင်မထိုးနဲ့ကျွန်တော်အရန်နှစ်ကွက်ထည့်ပေးမယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေများကိုကျွန်တော်ပေးခြင်းနဲ့ခဏလေးကမနက်ဖြန်17ရက်နော်17ရက်17ရက်6လား နှစ်3ည25တဲ့အချက်ဆုံးလို့အဲ့ဒီမှာမနက်ဖြန်ကျတာဗုဒ္ဓဟူးနေဗျာဗုဒ္ဓဟူးမနက်ညတဲ့အချက်လို့အဲ့ဗုဒ္ဓဟူးမနက်ညမှာဓကွာကောင်းပတ်တီးကနှစ်လို့ယင်ပေးအောင်ပါဗျာပတ်တီးကိုနှစ်လို့ယင်ပေးအောင်ပါနှစ်ပတ်တီး နှစ်ပတ်ဒီမနက်ကိုတကယ်လို့86ကြာလို့ရှိရင်နှစ်ပတ်ဒီကိုဆက်ပတ်မနက်မှအဲ့မှာနှစ်ပတ်ဒီကြာရင်ညနေကို86ဆိုတဲ့ကွာကောင်းကိုထိုးနှစ်ပတ်ဒီနော်နှစ်ပတ်ဒီကမဖြစ်မနေပတ်နှစ်ပတ်ဒီဒါဆိုဟုတ်ပြီကျွန်တော်ရဲ့မိတ်ဆွေများမနေ့ကဗုဒ္ဓဖူးနေ့အတွက်ကိုတက်ခွက်ကောင်း จากว่าก็มาแล้วมาไม่มาแต่มาหมาไหมอาไรกับคนในใส่ชาวสุริยันยันเนี่ยชิดอาาวิโยทูไหมอาาวิโยทูทูไหมพี่อาะจากว่าถ้าตัวเรื่องจะน้องไม่เสียเงกูนักจะน้องรู้ว่าเนี่ยจะรู้คนเนี่ยเลี้ยวคนไปเนี่ยเนี่ยเลี้ยวคนไปเนี่ยเนี่ยคน လေးခွန်နောက်တစ်ခါကနှိချောက်လေးချောက်ဒါကိုအာပြီးမင်းထိုးမယ်အမားမလက်ခံနေတယ်မလက်ခံဟဲ့မတကွာကောင်း86เนาะပတ်တီးရတော့နှိအဲ့ဒါကျွန်တော်မရှင်းလို့မေးရင်လည်းအကိုမတွေမောင်လေးညီမလေးတွေကဟိုက်မှာကျွန်တော်ကကျွန်တော်ဖုန်းနံပါတ်ကိုကျွန်တော်မမှတ်မိဘူးချစ်တို့ရဲ့ ုံးနံပါတ်အဲ့ဒီဖုံးနံပါတ်တဲ့ဖုံးနံပါတ်စာအုပ်ခရီးပေးပါဦးအဲ့ဖုံးနံပါတ်ကအများနဲ့မသိဘူးညီမလေးလာပါဖုန်းနံပါတ်က660 1093 sa mui ne pa di ai ma ne ti ne cha ne nga a thu ai ne pa di ai tong kwa na thu နော်ကျွန်တော်ရဲ့မိတ်ဆွေများဗုဒ္ဓဖူးနေ့မနေ့ညနော်31ရက်6လ2025ဗုဒ္ဓဖူးနေ့မနေ့ညမှာနှစ်ပတ်တည်တရားရခိုင်နော်နှစ်ပတ်တည်ဓကွက်ကောင်းဒီ86နော်နှစ်နှစ်ခွန်၄ခွန်နှစ်6နဲ့၄6အာထိုးမနေ့ဖျံတော့ကနန်း5ကွက်ထည့်ပေးထားတာနော်ဓကွက်ကောင်းကအထူးဓကွက်ကောင်း86ပတ်တည်ရနှစ်ဗုဒ္ဓဖူးနေ့ကနေစပတ်မှာဗုဒ္ဓဖူးကြာတာပရိတောက်ကြတကယ်လို့မနေ့ဖျံမှာဗုဒ္ဓအဲ့နှစ်ပတ်တည်ကြာသွားပြီဆိုမနေ့စေးမှာနှစ်ပတ်တည်ကြာညနေသေး86ဆိုတော့ကနန်းကိုတင်ထိုးနော်အဲ့ကနန်း၄ကွက်ကိုထပ်ထိုး ဒီမှာ2ခွန်4ခွန်26 6ဆိုတဲ့ခဏန်းကိုထိုးနော်နှစ်ပတ်တီးကိုတပြင်းကနာနဲ့ကြရင်ဒါမှမဟုတ်လို့86ဆိုတဲ့တကွာကောင်းကိုကြလာခဲ့ရင်ညနေကြလို့ရှင်နှစ်ပတ်တီးနဲ့2ခွန်4ခွန်26နဲ့46အဲ့ကနန်း9ကိုပဲထထိုးကျွန်တော်မိတ်ဆွေနော်ကနန်း4ကိုပဲထထိုးနှစ်ပတ်တီးနဲ့ကနန်း4ကိုထိုး86ဆိုတဲ့တကွာကောင်းကြသွားနော်မနက်သေးမှ86ဆိုတဲ့ကနန်းကြသွားအချစ်ဆုံးလို့ကညနေကိုကျွန်တော်ကနန်းကိုဗာလဲလို့မမီးနဲ့နှစ်ပတ်တီး2ခွန်4ခွန်26 46ကနန်း4ကိုထိုး86ကိုပဲလိုက်တော့ တကယ်လို့များမနဲ့သေးမှာနှစ်ပတ်ဒီနဲ့နှစ်ခွန်လေးခွန်နှစ်ချောက်လေးချောက်နဲ့ကနလေးကွက်ထဲကထွက်သွားရင်ညနေသေးမှာ96တကွက်ကိုမဖြစ်မနေထိုးနော်နှစ်ပတ်ဒီကပတ်ကိုပတ်ကြံနှစ်ရက်စွာအမှကြံသုံးရက်စွာမွေးပတ်ဒီနှစ်ပတ်ဒီနော်နှစ်တစ်နှစ်ချောက်နဲ့နှစ်ငါအာပြီးအထူးနှစ်ပတ်ဒီကိုပတ်ချင်နှစ်တစ်နှစ်ချောက်နှစ်ငါကိုအာထိုးမယ်အဲ့တော့အချက်ဆုံးတော့ကမရှင်းလို့ရှင်ကျွန်တော်ကိုပြန်မေးမယ်နော်ကျွန်တော်ကကုနကတွက်ပြထားတဲ့အချက်ဆုံးကို၄ပင်ကူးရိုက်တာက86ယုံကြည်မထုံမယုံကြည်မထိုးနဲ့နော်ခွန်နယ်လာအတွင်းမှာမပြောက်ပတ်ဒီက2ပတ်ဒီ ဗုဒ္ဓဘူးကြာတာပရိတောက်ကြမှာမဖြစ်မနေကြမှာမနေ့တပိုင်းမှာ86ကြောက်ကြရင်ညနေသေးကိုနှစ်ကိုတင်ပတ်လိုက်ခါတိုင်းတော့ခွန်ဗုဒ္ဓဘူးတော့မကြော်ဘူးเนาะဒီနှစ်ပတ်တည်းကဗုဒ္ဓဘူးကြော်လာတယ်ပွဲမရှိဘူးခွန်လာเนาะအခုမှကြော်ရင်လည်းကြံတဲ့ရက်မှာဆက်ပတ်ဗုဒ္ဓဘူးနဲ့မကြောက်ဘူးတော့ကြာတာပရိတောက်ကြမှာတရားရာခိုင်နှုန်းကမြကျွန်တော်အမြဲတမ်းလိုက်တယ်နာမထွက်ခင်လာပြောเนาะကျွန်တော်မိတ်ဆွေများတကွာကောင်းပြီ86အာအထူးကနန်းပြန်86လေးပင်ဘူးဖြတ်ရိုက်ထားတာ ကြရင်လည်းကြမယ်မကြရင်လည်းမကြဘူးဒါပေမဲ့နှစ်ပတ်တည်းရကြမ်း300မတရားရာခိုင်နှုန်းမထွက်ဆဲဖြတ်နော်အဲ့နှစ်ပတ်တည်းနဲ့တင်ထိုးရမယ့်ခဏန်းကကျွန်တော်ကတကယ်လို့များမနေ့ဖက်မှာ86ဆိုးထွက်သွားလို့ရှိရင်လည်းနှစ်ပတ်တည်းကိုပတ်ချက်1တင်း2ချောင်းနဲ့2ငါးနော်2ခွန်4ခွန်အဲ့ခဏန်းတွေကိုထိုးဖို့ထိုးမဖြစ်မနေထိုးချစ်တို့နော်မနေ့ပိုင်းမှာ86ထွက်သွားရင်ညနေအဲ့ခဏန်းတွေကပဲတစ်ခွက်ထထွက်မှာနှစ်ပတ်တည်းနဲ့ကျင်းသေးတယ်ဘယ်ခဏန်းထွက်မယ်လို့ကျွန်တော်မသိဘူးဒါရင်နဲ့တကွာကောင်းလေးပင်ကူဖြတ်ရိုက်ထားတာချစ်တို့ပြထားရယ်နော်ခွန်ထိတ်6နောက် အာကိုအာထိုးကနန်းပြန်86ကြာရင်လည်းကြာမယ်ပေါ့ဗျာမကြာရင်လည်းမကြာဘူးပေါ့86မကြာ26တို့46တို့လည်းဖြစ်နိုင်တာပါ29 40ခွန်းတို့လည်းဖြစ်နိုင်တာကနန်း9ခွက်ထည့်ပေးထားကျွန်တော်မိတ်ဆွေအဲ့တော့အချက်ဆုံးတော့ကျွန်တော်အမြဲတမ်းကြိရှုအားပေးနေကြတဲ့အကိုမာမြတ်တယောက်ချင်းဒီကိုအထူးထူးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်ကျွန်တော်ဒီဘွဲမှာတော့အချစ်တို့တက်လိုက်လိုက်တက်ပြထားတာအချစ်ဆုံးတော့အားလုံးသိတဲ့အတိုင်းနော်၃ရှစ်ပရိတ်ကလည်းတရားရာခိုင်နှုန်းပေးထားထွက်သွားပြီ၄ပတ်တီးကလည်းထွက်သွားပြီအချစ်တို့60ခွန်ဆိုတဲ့ကဏ္ဍ၃သီးစားနဲ့လည်းယူပေးပြီးသွားပြီ နော်ဒီနေ့တနေ့ကတော့လွဲချော်မှုရှိတယ်ကျွန်တော်နဲ့လက်ကျွန်တော်နဲ့လက်တွဲတဲ့လူကျွန်တော်လိုက်ရှိုးဝင်ကြည့်တဲ့သူကကျွန်တော်ကိုအမှားအမှန်လက်ခံနိုင်မှာဖြစ်မှာအကူအမတွေမောင်လေးညီမလေးတွေကျွန်တော်တို့ကကျွန်တော်ရဲ့မိသားစုဝင်အရင်းအချာတွေလို့သတ်မှတ်ပြီးတော့ကျွန်တော်ကစေတနာနဲ့ကျွန်တော်တွေ့တာမြင်တာကိုဆရာသားမထားဘူးကျွန်တော်ပြပြီးတာဒါပေမဲ့ဆရာကြီးလားဆိုတော့ဆရာကြီးမဟုတ်ဘူးကျွန်တော်ကသင်ဆရာမြင်ဆရာကြားဆရာများရဲ့အတတ်ပညာလေးတွေကိုကြည့်ပြီးတော့ဒီလိုပဲစီးဘူးလေးလာပြီးတော့ကျွန်တော်ကပြပြီးရတာနော်အကူအမတွေရဲ့ကြိုက်နှစ်သက်မှမထိုးမယ်မကြိုက်နှစ်သက်ချင်မထိုးဘူး ဒါရင်နဲ့တက်ကွက်ကောင်းရှိတာကျွန်တော်အကြိုက်ဆုံးတက်ကွက်ကောင်း86လို့ကျွန်တော်ပြောပြီးပတ်တီးကနှစ်ပတ်တီးကြာ6ကြိမ်မှာအဲ့နှစ်ပတ်တီးမကြရင်ကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ live show ဘယ်တော့မှဝင်မကြည့်နဲ့တရားမြန်တို့ live show အဲ့ဒါတော့အမခံတယ်နော်ဒီ86တက်ကွက်ကောင်းက तू က3မိန်ရိုက်လာပြီတက်ကွက်ကောင်းနေပြီပဲကြာတာ3မိန်ရိုက်လာပြီဒီ86ကတော့ကြာကျင်လဲကြာမှာမကြာကျင်လဲမကြောက်တက်ကွက်ကောင်းနဲ့ထုတ်ရတာဘူးဗျာဟုတ်တယ်မလား ဒါရင်နဲ့နှစ်ပတ်တည်းကတော့ကျင်းသေးတယ်ကျန်6ချိန်မှမကြရင်ကျွန်တော်ရဲ့ live show အပေါ်မိုက်မျက်စိညောင်းခံပြီးအာယုံနောက်ခံပြီးဘယ်တော့မှမကြည့်နဲ့တရားရာခိုင်နှုန်းကြောက်ကိုကြရမယ်ကျန်6ချိန်မကြရင်အချိန်မွေးလာပြောဟုတ်ကဲ့ပါအပေါ်မမြမောင်လေးညမလေးများကျွန်တော်ကိုအမြဲတမ်းချစ်ခင်အားပေးကြတဲ့အမှားအမှန်ကိုလက်ခံထိုင်ကြတဲ့အပေါ်မမြတယောက်ချင်းစီကိုအထူးထူးကိုကျေးဇူးတင်ပါတယ်ဒီကျွန်တော်ကပြောပါတယ်ဆိုရင်နော်အဲ့တော့အပေါ်မမြကာယဒုက္ခစိတ်ဓာတ်ဒုက္ခနှစ်ဖြာသောဒုက္ခနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးရင်း ကျွန်တော်ရဲ့မှန်ကန်သောသစ္စာတရားကြောင့်ကိုမမလေးမောင်လေးညမလေးအားလုံးကျွန်တော်ကလည်းခဏန်းလေးနဲ့အောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီမှာပဲကျွန်တော်ရဲ့ live show လေးနားပါပြီချစ်ဆုံးလို့ရေနော်တကွာကောင်းဒီ86အထူးနော်ချစ်တို့သေးသေးချာချာပြထားတာချစ်တို့ချစ်တို့ဒီမှာသေးသေးချာချာပြထားတာအရှင်ကျွန်တော်မိတ်ဆွေတွေအရှင်ဒီနှလုံးပေါင်းချင်းခွန်အဲ့ခွန်ဒီငါးနဲ့ပေါင်းတော့နှစ်နှစ်နဲ့နှစ်ခါလေးတပြားပိုင်းကိုဟဲ့ဒီ၃ခွန်နှလုံးပေါင်းချက်၃ညနဲ့40လို့ပြီးတာ ဒါဆိုလို့ရှိရင်ဒီနှလုံးပေါင်းချင်းခွန်ဒီ၃ညနဲ့ပေါင်းတော့၃ညအဲ့၃ညရဲ့နှခခွန်တပြားကိုဟဲ့နှလုံးပေါင်းချင်း6 6နဲ့ပြီးတော့60နဲ့ခွန်လို့တကွက်ကောင်းပြီးထားတာဒါဆိုလို့ရှိရင်ဒီ6နှလုံးပေါင်းချင်း6ဒီခွန်နဲ့ပေါင်းတော့၃၃ရဲ့နှခ9တပြားကိုဟဲ့နှလုံးပေါင်း9နဲ့9 9လို့ပြီးထားတာဒါဆိုရင်ဒီနှလုံးပေါင်းချင်း9ဒီ9နဲ့ပေါင်းတော့၃ည၃ညရဲ့နှခခွန်တပြားကိုဟဲ့နှလုံးပေါင်း6နဲ့ပြီးမယ်ဆိုရင်86မပေါက်ချင်တော့မစင်းနဲ့နော် ပေါက်လို့ကျေးဇူးမတင်နေမပေါက်ချင်တော့မဆဲနဲ့လို့ကြိုးပြောချင်ပါတယ်เนาะကျွန်တော်ရဲ့အကိုအမမြန်မာလေးညံပါလေးများဟုတ်ကဲ့ကျွန်တော် comment လေးတွေမှာကျွန်တော်ကိုချစ်ခင်အားပေးတဲ့အကိုအကိုအမတွေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာเนาะဟုတ်ကဲ့ပါအကိုအမတွေအားလုံးကြည့်ထားမယ်ဒီမှာမချင်တဲ့အကိုအမတွေမှတ်ထားเนาะကျွန်တော် channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ထားကျွန်တော်ကကျွန်တော်တင်တိုင်းအဲ့ဒါမှအချစ်တို့အားလုံးမြင်ရမှာနော်ကျွန်တော်ရဲ့ channel လေးကိုလည်းမသိရင်လည်းရိုက်ရှာတီးတာမြန်လို့ရိုက်ရှာပေါ်လိမ့်မယ်နော် channel အကြီးကတော့ဖိတ်ခံထားရတယ်ဗျာ channel အသေးမှမပြန်မွေးတာဆိုတော့ subscriber လည်းတိတ်မရသေးပါဘူးကျွန်တော်အဲ့တော့အပေါ်မှာညเนาะကျွန်တော်ရဲ့ခဏလေးနဲ့အောင်မြင်မှုရကြပါစေလို့ဆုတောင်းပေးရင်ကျွန်တော် live show လေးနားပါပြီလို့ချစ်ဆုံးတော့เนาะ